ဟဲ့အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီနောက်ထပ် notes တစ်ခုတွားမယ် PC 44 timing အဲ့နော်ဟို tempo 85ထားတဲ့အသိပါပြီဒီ intro intro ဆိုတဲ့အတွက်ဒီမှာစာမယ်တခြင်းအတီးပြည့်အဆိုးပြည့် drum ပြည့် keyboard ပြည့်တခုခုပေါ်စာမယ် intro ဒီကနေ့တခြင်းစပြီဆိုတဲ့ဘောနှစ်ထပ်ပါအထပ်ပါဒီပမာဆုံးလဲဆိုလိုက်ကြည့်လိုက်တော့နှစ်ထပ်ပါဒီမှာဆုံးတခြင်းရဲ့အဆိုးမှာနှစ်ထပ်ပါ เนาะအဲ့တော့သူတချင်းရဲ့အစအဆုံးကိုဘာခက်ပေးထားတဲ့သဘောဟုတ်ပြီเนาะအာပြီးွားရင်ဒီမှာစီပုံမှာဒီလိုတင်ကြတာမျက်လုံးလေးလိုအဆန်လေးတခုနဲ့ပါထားတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ CEO ပဲတစ်ချက်တီးမယ် drum ဆိုလို့တီးပွားပြီးဆိုရင်ဒီလေးချက်လုံးဒီအတန်ရှည်ပြန်မယ်သဘောက drum ဆိုတီးပွားတာနဲ့အတန်ပြောင်းမသွားပဲ drum ဆိုအဲ့ဒီလေးချက်လုံးပြည့်တဲ့ဒီကိုအတန်ကြီးကဆွဲထားမယ်အဲ့ဒီပြတီးတာတစ်ချက်တည်း အတန်းအရှင်ရဒီဒီသွားမယ်ဒါဆိုတော့1 2 3 4 2 1 suera ဘုရားအဲ့ဒါဘယ်လိုဆွဲထားမလဲဆိုတော့ c g ဒီမှာနဲ့တဘောချင်းတီးပါမယ်နော်အဲ့ပြီးပါရင် f g ဆိုပြီးတော့ line id ကပြီးတော့မှတော့ဒီမှာ verse 1 v1 ဆိုတော့ verse verse ဆိုတော့အချင်းအပတ်အချင်းတစ်ပိုက်စပြီပေါ့ အဲ့ဒါဆိုရင်အမှစပြီးတချင် verse 1လေးကိုစပြီးတီးပြီးအဲဒီမှာ3ထားမိတယ်ဒါနေ့ဆက်နေဆက်ပါတယ်တော့နှစ်ကြော့တီးရမယ်ဆိုတော့တီးထားမယ်ဖင်သားတီးတီးမလဲဆိုတော့ဒီမှာလာမင်းလို့ဆိုတော့ audio တီးမှာဒီတီးကိုနှစ်ကြော့တီးမယ်အပီးရင်ပြန်ပြီးစရမယ်ဒီကနေ C F C G အပီးဝိုက်ဆိုမှာဆက်သွားမယ်နောက်တစ်ပိုင်း C D minor E ဆက်သွားမယ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 ်အဲဒီရောက် verse 2ဖြစ်သွားတယ်အခုက verse 1အခု verse 2ပြောင်းသွားပြီ verse 2လည်းနှစ်ဆက်ပြထားတယ် ဒီဒီပဲအင်းနဲ့ဆက်ဘူးနှစ်ခါတီးပဲပြီးွားရင်ဆက်သွားမယ် CD မီအီမန်နာအီမန်နဲ့ဆက်သွားတယ်ဆက်သွားတယ်ဆက်သွားတယ်နောက်ပြီးတော့ဒါပါလဲခေါ်ရခေါ်ခေါ်ရဆိုတဲ့အတွက်ကြောင့်မလို့ဒါတချင်းခေါ်ရဆိုတာတချင်းအလေပိုက်ကိုယ်ရင်တော့တံပြန်ပိုက်ဆိုပြီးတော့ကျွန်တော်တို့ဟိုသချင်းစာအုပ်တို့မှာတော့တွေ့ယူတာပဲအဲ့တော့အဲ့ဒီအတိုင်းပဲမှတ်ထားပြီနော်ခေါ်ရဆိုတာသချင်းအလေပိုက်သချင်းရဲ့အရှိန်အမြင့်ဆုံးအပိုင်းတွေပေါ့ဗျာအဲ့ဒီအပိုင်းတွေမှာတီးမဲ့ဟိုစတိုင်သစ်တစ်မျိုးနဲ့ထပ်တီးမှာဆိုနေတဲ့ verse နဲ့မတူတဲ့စတိုင်တို့ဆိုမဲ့ တချင်းအလေပိုက်ဖြစ်တယ်နော်အဲ့တော့ chorus chorus မှာမှာ chorus တီးတယ်တီးတယ်တီးတယ် chorus က C D minor D minor G B Y နောက်ဆုံးမှာအခုနစိုင်းလို့လို့ drum 3 4 5ဆိုတဲ့အတီအတန်လေးကိုထားထားပြီးတော့တချင်းတစ်ပုဒ်ကပြီးဆုံးသွားပါပြီနော်အဲ့လိုမျိုး notes ကိုဖတ်တာပါအဲကြောင့်ဒီ notes မှာထူလာတဲ့အစ်စ်ပါလာတဲ့ intro V1 chorus တွေ သင်္ကေတလေးတွေဒီသင်္ကေတလေးတွေဒီ slash သင်္ကေတလေးတွေဒါ slash လို့ခေါ်တယ်နော် slash သင်္ကေတလေးတွေအဲ့အလေးတွေကိုမှတ်ထားပြီးပါကျွန်တော်တက်နိုင်တဲ့လောက်ဒီမှာပမာလေးပဲရှင်းပြပါတယ်ဥမာဒီຢာလေးပါလို့ slash လို့ခေါ်ပါတယ်လို့နော်ဟိုဒါကဟိုဘယ်လိုပြောမလဲသူရဲ့အနက်အတိတ်ပဲဘာလို့ညာအဲ့လိုအဲ့လိုမပြောဘဲနဲ့ဥမာဒီ sign လေးကဘယ်လိုခေါ်ပါတယ်လို့ကျွန်တော်သိတော့ အင်္ဂလိပ်လိုရရှောက်ပြီးတော့မပြောခင်ကျွန်တော်ဗမာလိုတနေတလောက်ရှင်းပြထားပါတယ်ဒီဒီဇိုင်းတွေ့ရင်ဘယ်လိုတီးရမလဲဒီဇိုင်းတွေ့ရင်ဘယ်လိုတီးရမလဲဆိုတော့ပုံစံကိုကျွန်တော်ရှင်းပြထားတဲ့ဖြစ်တဲ့တော့မလို့အဲနားနဲ့မလို့လည်းထင်ပါတယ်နော်အဲကြောင့်လို့ဒါကိုလည်းကျွန်တော်လက်တွေ့တီးပြပါဦးနော်ခဏလေးနော်အဲဆိုရင်ဒီသင်ခန်းစာကိုကျွန်တော်ဒီမှာနဲ့ရက်ပါပြီနော်အားလုံးမင်္ဂလာပါအားလုံးကျေးဇူးတင်ပါတယ်အဲဒီ notes လေးကိုဖတ်ကြည့်မယ်ဟုတ်လား KC 44 time ပဲ PBN က85မိနစ် ဒီပုံမှာ intro ပါတယ် intro ကခါလေးနဲ့ဒီမဲ့ slide လေးနဲ့ဟာဒီမဲ့အတန်းလေးတွေတစ်ချက်တစ်ချက်ပဲတီးပြီးတော့ညီထားမယ်ဟာဖြစ်လဲစမယ်1 2 3 4